ဟက်ထရီရမယ့်အခွင့်အရေးအစားအသင်းဘောကပဲပနန်တီပေးကန်ခဲ့တဲ့မက်ဆီအားလုံးပဲမင်္ဂလာပါစစ်ကြီးမက်ဆီကတော့သူ့ရဲ့ကစားသမားဘဝနေဝင်ချိန်ကိုမေဂျာလိမှာပဲ AC ဖြတ်တန်းပြီးပါတယ် ဂျာလီယာရဲ့စိတ်ကြီးလူကစားသမားမျိုးတွေလွယ်ကူနေခဲ့တယ်လို့ပြောလို့ရပြီးတော့ပွဲတိုင်းဒီမှာဂိုးပေါဝင်ပတ်သက်မှုတွေလုပ်နေခဲ့ပါတယ်။အနာမိုင်ယာမီဆိုတာအရင်တုန်းကတော့ဘာမှမဟုတ်ပေမဲ့စိတ်ကြီးမက်ဆီနဲ့အတူဘူစကွာဂျော်ဒီအေဗာနဲ့ဆော်ရာတို့ရောက်ရှိလာပြီးတဲ့နောက်မှာတော့သင်္ကန်းတော်တော်လေးအချိန်ကြီးကောင်းလာခဲ့ပါတယ်။ပြီးခဲ့တဲ့ပတ်တွင်းကလည်း DC United ကို3-2နဲ့အနိုင်ရရှိခဲ့ပြီးတော့ဂျာယောက်မှာကစားခဲ့တဲ့မေဂျာလီပွဲစဉ်မှာဆိုရင်လည်း New York City အသင်းကိုအနိုင်ရရှိခဲ့ပါတယ်။ စကြီးမန်စီယာနှစ်ပွဲစလုံးမှာသွင်းကုန်းနှစ်ကိုးထီကိုသိနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပြင်ထူးခြားနေတာကအဲ့ဒီပွဲစဉ်နှစ်ပွဲစလုံးမှာပနာဒီခွင့်ရေးတွေလည်းရရှိခဲ့ပါတယ်။ပေးရဲ့ပနာဒီတိတ်ကဖြစ်တဲ့မက်ဆီသာဒီပနာဒီခွင့်ရေးတွေကိုအသုံးချခဲ့မယ်ဆိုရင်တော့နှစ်ပွဲဆက်တိုက်အခွင့်ရေးရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့စိတ်ကြီးမက်ဆီကတော့နှစ်ပွဲစလုံးမှာရရှိလာတဲ့ပနတီကိုကိုယ်တိုင်မကန်ခဲ့ပဲနဲ့အသင်းပေါ်တွေကိုပဲပြီးကန်ခဲ့ပါတယ်။ဒီစီယူနိုက်တက်နဲ့ပွဲမှာဆိုရင်ရရှိလာတဲ့ပနတီကိုအသင်းပေါ်ကိုပဲပြီးကန်ခဲ့ပြီးတော့ကြာသေးကနုံငါကစားခဲ့တယ်။နယူးယောက်စီးတီးနဲ့ပွဲမှာဆိုရင်လည်းအသင်းပေါ်လူဝိဆာရက်ကိုပဲပြီးကန်ခဲ့ပါတယ်။အဲဒီပွဲမှာလည်းမက်ဆီကဟတ်ထရစ်တော့မရခဲ့ပေမဲ့နှစ်ဂိုးသွင်းပြီးဂိုးဖန်တီးမှုတစ်ချိန်ပြုလုပ်ခဲ့ပါတယ်။ရာသီမေဂျာလိပွဲစဉ်23ပွဲကစားပြီးချိန်မှာတော့စိတ်ကြီးမက်ဆီက24ဂိုးတိတင်းထားပြီးတော့ဂိုးဖန်တီးမှု17ချိန်ပြုလုပ်ထားပါတယ်။ မစီကလည်းတင်းကိုးတွေနဲ့အတူသူ့မိုးအသေးချောင်းတက်သွားထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။နာမယာမီအသင်းနဲ့အတူရှောက်ထွက်လီပလာဂျိမ်းမဲရယူထားနိုင်သေးတယ်ဆိုပေမဲ့အသင်းပေါ်စိတ်ကြီးရဲ့တရားမှုကတော့မိထားလို့မရသေးပါဘူး။ဒီကဒီမှဆိုရင်လည်းအင်နာမယာမီအသင်းကမေဂျာလိရှေ့ပိုင်းဆိုရင်အဆင့်3နေရာမှာရပ်တည်နေပါတယ်။မေဂျာလိပြိုင်ပွဲချင်းပပုံအရာချန်ပီယံဆုတက်ပလေးအော့ဖ်ဆက်ပြီးကစားကြရမှာဖြစ်ပါတယ်။ဖီဂျီလိုအင်နာမယာမီအသင်းကပလေးအော့ဖ်ဆက်ကစားခွင့်ရဖို့အတွက်တရားတဲ့အနေထားမှာရှိနေပါတယ်။မစီပါဝင်ဂိုအင်းရဲ့ရဲ့ဇာသမားဟောင်းနေကူပါအထူးကခေါ်ယူထားခဲ့တာကြောင့်အသင်းကနားလည်မှုနဲ့ချိတ်ဆက်ပိုင်းမှာ ပိုကောင်းနေခဲ့တယ်လို့ပြောလို့ရပါတယ်။အဲ့စစ်ပိုင်းမှာဆိုရင်လည်းစိတ်ကြီးနဲ့ဆော်ရက်တို့ကတော်တော်လေးအတွဲယူနေကြပါတယ်။အဲဒါစိတ်ကြီးမက်ဆီနီနဲ့ဒီအာဒီမာအင်နာမိုင်ယာမီအသင်းကိုစူပလာအောင်မြင်မှုရဲ့ခက်ရအောင်ပြေးနိုင်မလားဆိုတာစောင့်ကြည့်သွားမှာပါ။ဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။